မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်နေပြီးတော့ကောင်းစီနယ်မြေတခိနာသီရီမြို့နယ်မှာဖွင့်လှစ်ထားတဲ့ပုဂ္ဂလိကပိုင်ကျေးမုံစေယုံကို စစ်ကောင်စီတပ်ကနွန်ဘာလ25ရက်နေ့မှာပိတ်သိမ်းလိုက်တယ်လို့မြို့ကန်တွေစီကသိရပါဗျကျေးမွန်အထွေထွေယောဂကုစေယုံကိုစစ်တပ်စစ်တပ်လက်အောက်ခံရှဲ ထွေအောင်နဲ့ဇမ္မာရီဌာနကနိုဝင်ဘာလ25ရက်နေ့နေ့လယ်ကဝင်စစ်ဆေးခဲ့ပြီးတဲ့နောက်ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့မြို့ကန်တယောက်ကတီဗီကိုပြောပါတယ်။တက္ကိနသီရီမြို့မှာရှိတဲ့ကြေးမုံဆေးရုံကိုစစ်တပ်ကချိတ်ပိတ်လိုက်ပြီးတဲ့နောက်နိုဝင်ဘာလ28ရက်နေ့မှာစေုပ်စုနဲ့ပြည်တွင်းသတင်းသမားတွေစုဖွဲ့ထားတဲ့ Fiber Group မှာမီဒီယာတစ်ခုကဒီအကြောင်းကိုမေးမြန်းခဲ့ပါတယ်။ ဲ့ဒီလိုမေးမြန်းတဲ့အခါမှာကျေးမုံစေးုံဟာလိုင်စင်သက်တမ်းကုန်နေတဲ့အပြင်တရားဝင်စေးကူတာခွင့်မရှိတဲ့ဆရာဝန်တွေအထူးကူတွေကိုခန့်ထားတာကြောင့်လူနာရီရဲ့အကျိုးအတွက်လုပ်ငန်းရဆိုင်ရတာဖြစ်တယ်လို့စစ်တပ်ရဲ့ကျန်းမာရေးဝန်ကြီးဌာနဘက်ကပြန်လည်ဖြေဆိုခဲ့ပါတယ်စစ်တပ်အာဏာသိမ်းပြီး9နှစ်အတွင်းရန်ကုန်နဲ့မန္တလေး AR နဲ့စကိုင်းမှာ CDM ဝန်ထမ်းတွေခန့်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပိတ်သိမ်းခံရတဲ့ပုဂ္ဂလိကစေယုံပေါင်း90နီးပါးရှိသလိုဖမ်းဆီးခံရတဲ့ကျန်းမာရေးဝန်ထမ်းတွေလည်းရှိခဲ့ပါတယ်ရှင်။ မြန်မာနိုင်ငံမှာအင်အားပြင်းငလင်ကြီးလှုပ်ခတ်ခဲ့တာရှစ်လကြာရှိနေပြီဖြစ်ပေမဲ့ပြိုကျပျက်စီးခဲ့တဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ဗလီတွေပြန်လည်ဆောက်လုပ်ခွင့်မရသေးဘူးလို့မွတ်စလင်အတိုင်းဝန်းကပြောပါရယ်ဆောက်လုပ်ခွင့်တွေကြမ်းကြာနေတာကြောင့်ဖြိုဖျက်ရမယ့်ဗလီတွေကိုလည်းဖြိုခွင့်ရထားပေမဲ့မဖြိုကြသေးဘဲစောင့်ကြည့်နေကြရတယ်လို့ဆိုပါရယ် ပလီရီပြန်ဆောက်ခွင့်ရဖို့အတွက်သာသနာရေးဦးစီးဌာနနဲ့စီပင်ဖွဲ့စီကိုလျှောက်ထားရတာဖြစ်ပြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဆုံးဖြတ်ချက်နဲ့ဆောက်ခွင့်ပေးတာဖြစ်တယ်လို့လည်းမန္တလေးမြို့ကတယောက်ကပြောပါရယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းကိုဗဟိုပြစ်လှုပ်ခတ်ခဲ့တဲ့ Richter scale 9.8အဆင့်ရှိတဲ့အင်အားပြင်းငလင်ကြီးနဲ့နောက်ဆက်တွဲငလင်တွေကြောင့် ပြည်နယ်နဲ့တိုင်း6ခုမှာအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ပြီးရှေးဟောင်းအဆောက်အုံ1981လုံး၊သာသနိကအဆောက်အုံ4968လုံးပျက်စီးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပြီးဒီထဲမှာဗလီ136လုံးပါတယ်လို့ဆိုပါတယ်။ဒါပေမဲ့ထိခိုက်ပျက်စီးခဲ့တဲ့ဗလီတွေနဲ့ပတ်သက်ပြီးလိုက်လံစည်ရင်းပြုစုခဲ့သူတယောက်ကတော့ပလီ181လုံးထိခိုက်ပျက်စီးတာကိုတွေ့ရပြီးစစ်ကောင်စီရဲ့စည်ရင်းနဲ့ကွာဟနေတာကအဆုံးအစီအရာဖြစ်တယ်လို့ပြောခဲ့ပါတယ်ရှင်။ စစ်ကောင်းဆောင်ကမဲပေးတာမပေးတာဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒသာဖြစ်တယ်လို့ပြောဆိုခဲ့ပေမဲ့လက်တွေမှာတော့ဖိအားတွေပေးပြီးဆန္ဒမဲပေးခိုင်းနေတယ်လို့ပြည်သူတွေကပြောပါတယ်။သီရိသတင်းပေးပို့ထားတာပါရှင်။နိုင်ငံတော်အနေနဲ့စန္ဒာမဲပေးခွင့်ရရှိရေးစောင့်ရပေးထားပြီးစန္ဒာမဲပေးခြင်းမပေးခြင်းဟာမဲဆန္ဒရှင်များရဲ့စန္ဒပင်ဖြစ်ပါကြောင်းပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကစစ်ကောင်းဆောင်ရဲ့ AR တိုင်းခရီးစဉ်မူပင်မျိုးကတာဝန်ရှိသူတွေနဲ့တွေ့ဆုံတော့က လာမယ့်ရွေးကောက်ပွဲမှာမဲပေးခြင်းမပေးခြင်းဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့မြေပြင်မှာတော့စစ်ကောင်စီတပ်လက်အောက်ကအုပ်ချုပ်ရေးမှုတွေနဲ့ဌာနဆိုင်ရာအကြီးအကဲတွေကပြည်သူတွေနဲ့အစိုးရဝန်ထမ်းတွေကိုရွေးကောက်ပွဲမှာမဲပေးဖို့ဖိအားပေးခိုင်းစေနေတယ်လို့ပြည်သူတွေကပြောပါတယ်။ပဲခူးတိုင်းကပဲခူးမြို့ပါဝင်တခြားမြို့အတော်များများမှာရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးဖို့ဟောပြောပွဲတွေလုပ်ဆောင်နေပြီးမဲထည့်ဖို့ဖိအားပေးနေရတွေရှိတယ်လို့မြို့ကန်တွေကပြောပါတယ်။ ရွှေကျင်မြို့ပေါ်မှာတော့ရွေးကောက်ပွဲစည်းရုံးရေးဟောပြောပွဲတွေလုပ်နေတယ်လို့မားတော်မြို့ပေါ်စည်းရုံးအရှိမလဲပါတီဆိုင်ပုတ်တွေထောင်နေပေမဲ့မြို့ကန်တွေကတော့မဲပေးဖို့စိတ်ဝင်စားကြဘူးလို့ဆိုပါတယ်ဒီနေ့မှာတော့အလိုမဲဆဲကိုသူတို့မဲကိုထဲဖို့ဒီမဲဆဲတဲ့အုပ်ဆိုင်တွေလိုင်းလုပ်တယ်နောက်ကြလို့ဟောပြောပွဲတွေလိုင်းလုပ်တယ်။ဒီကွာလို့သင်္ကြန်ကားရာတို့ကတတိကောင်ထူရတာလို့လောက်ဆိုလို့ရှိရင်တော့ဥပ္ပယလုံးပြင်းနေလုံးပြည့်စက်မှာပေါ့နော်။ဘူးလို့ပုံစံမျိုးနဲ့ရော ်။ဒါကြီးကျွန်တော်မာရောင်မျိုးမှာရှိနေပြီးသူအကုန်လုံးရဲ့၃ဘုံဘုံတစ်ဘုံတော့ပဲတစ်ဘုံတော့မှတူလူသူတို့နဲ့မလွတ်ကင်းတဲ့လူတော့ပဲအဲဒီဘက်ကအာသာကျန်တဲ့လူတွေအကုန်လုံးကတော့ဒါဟိုမတရားဆိုလူတိုင်းသိတဲ့အတွက်ကိုအကုန်လုံးတော့ကန့်ကွက်တာလား။ရွေးကောက်ပွဲမဲပေးဖို့အစိတ်ဝင်စားကြပေမဲ့မဲပေးတဲ့ပုံစံကအရင်ကတော့မဟုတ်ပဲ electronic မဲပေးစနစ်ဖြစ်တဲ့အတွက်မဲမပေးရင်အေးအေးယူခံရမှာကိုလည်းမားတော်မျိုးကပြည်သူတွေကစိုးရိမ်နေကြပါဗျ။ တနင်္သာရီတိုင်းဘုတ်ပြင်းမြို့မှာလည်းမြို့နယ်ထွေအုပ်ကနေရဲကြီးအုပ်ချုပ်ရေးကတဆင့်တက္ကသိုလ်ចောင်းသူចောင်းသားတွေကိုဆန္ဒမဲပေးခိုင်းတယ်လို့ဆိုပါတယ်။တက္ကသိုလ်ចောင်းသားចောင်းသူတွေကိုဆန္ဒမဲမပေးရင်ကောလိပ်ចောင်းတက်ခွင့်မပြုတာဘွဲယူရန်ရှိသူတွေကိုလည်းဘွဲလက်မှတ်မထုတ်ပေးဘူးလို့ချင်းချောက်တာတွေလုပ်နေတယ်လို့ចောင်းသားတွေနဲ့နှိဆက်သူတွေကပြောပါတယ်။ဒီလိုချင်းချောက်မှုတွေကြောင့်ဘုတ်ပြင်းမြို့နယ်ကတက္ကသိုလ်ចောင်းသားចောင်းသူတွေဟာပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့မှာဘုတ်ပြင်းမြို့ထွေအုပ်ရုံးမှာဆန္ဒမဲပေးခဲ့ရတယ်လို့ဆိုပါတယ်။ စီကောင်းဆောင်ကဆန္ဒမဲပေးတာမပေးတာဟာပြည်သူဆန္ဒလို့ပြောပေမဲ့ចောင်းသားမိဘတယောက်ကတော့သူ့ရဲ့ဒူမဖြစ်သူចောင်းမတက်ရမှာဆိုရင်လည်းအတွက်ဆန္ဒမဲပေးခိုင်းလိုက်ရတယ်လို့ဗုတ်ပြင်းမြွနယ်ကလာရည်မျိုးကပြည်သူတယောက်ကဆိုပါတယ်ဒီဗုတ်ပြင်းမြွနယ်ပိုင်ကဗုတ်ပြင်းမြွနယ်အပိုင်ကကောလိပ်တက်တဲ့ចောင်းသားတွေအကုန်လုံးရက်ကျွေးတွေမှာခေါ်တဲ့ဟာတွေရှိတယ်ဘယ်နှယောက်လဲဆိုတော့အတိအကျမသိရပါဘူးအဲ့တော့အကုန်လုံးသွားပြီးထည့်ရပါတယ်မဲအွန်လိုင်းကတော့ပြောပါတယ်မဲကိုပေးကျင်တဲ့ဆန္ဒရှိရင်ပေးလို့ရတယ်မပေးလဲရတယ်ဆိုပြီးတော့သူကတော့အဲ့လိုပြောတာပဲလေ ပြီးတော့သူဖမ်းကျင်ဖမ်းမှာအမျိုးမျိုးလုံမှာအမျိုးမျိုးချင်းချောက်ခိုင်းတာမဲမထက်မှာလည်းသူကြောက်တယ်ချင်းချောက်ပြီးတော့မှပြောနေတာသူအပြောနဲ့လက်တွေ့ဘဝနဲ့ကကွာနေတာဘူးလက်တွေ့ဘဝနဲ့ကကွာနေတာစစ်ကောင်စီဟာတက္ကသိုလ်ចောင်းသားတွေနဲ့သူတို့ရဲ့လက်အောက်ခံဝန်ထမ်းတွေသာမကအချင်းနောက်နေမှာအချင်းချခံနိုင်ရသူတွေကိုလည်းထောက်အားနာပိုင်တွေကနေတစင်ချင်းချောက်ပြီးမဲထက်ခိုင်းတာတွေရှိတယ်လို့ကရင်နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကနိုဝင်ဘာလ25ရက်နေ့ကထုတ်ပြန်ထားပါတယ်ကျမတည်ပြီးပါဟုတ်ကဲ့ ။ DVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။